ပွဲမရှိပဲပရိုက်တာလူတွေပဲလုံနေကြတဲ့အစင်တန်းရှိသောမင်းသားမင်းသမီးငါဦးလိုင်းပေါ်မှာမင်းသားမင်းသမီးတွေပွဲရမ်းရှာနေတဲ့ချိန်ကိုနေရာနဲ့ကိုပတ်သက်ပြင်အလူတန်းတွေပဲလုတ်ကင်နေတဲ့ပရိုက်တာမင်းသားမင်းသမီးကြီးတွေတကယ်ရှိကြပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးမှာတော့တရုတ်ဆောင်လုံရင်ပရိုက်တာမှာပါထူးချွန်ကြတဲ့နာမည်ကြီးမင်းသားမင်းသမီးငါဦးကြောင့်ကိုဖော်ပြပေးသွားမှာပါ။နံပါတ်၁ပြည်တူးနဲ့အင်ဒရာကျော်စင်ပြည်သူ့ချစ်တော်ဒီလင်မယားကိုတော့မသိရဲ့ပြိတ်သက်ရဲ့လို့မရှိကြပါဘူး။ မြန်မာနိုင်ငံမှာအမှုပညာကြီးအမည်ဆုံးမင်းသားမင်းသမီးလင်မယားလေးဖြစ်ပြီးအကယ်ဒမီစုတွေကိုလည်းထပ်ဆင့်ရထားကြသလိုကြာရဆိုင်ယုံမှာကောင်းဆုံးသရုပ်ဆောင်နိုင်ကြသူတွေလည်းဖြစ်ပါတယ်။ဗီဒီယိုခွေကိန်းရုပ်ရှင်ဇာတ်လမ်းတွဲအားလုံးမှာသူတို့လင်မယားနဲ့လွတ်တဲ့နေရာမရှိပဲအားလုံးကိုဖျက်ချက်ထားနိုင်တဲ့အထိအမှုပညာအစီအသွေးကလည်းပြည့်ဝလွန်လာပါတယ်။ တယုံဆောင်ပန်းမာနေမကားပဲပြည်သူချစ်လက်မယားကပရိုက်တာပန်းမာလေးထူးကျွန်ခဲ့ပြီးမင်္ဂလာဆောင်ပြီးတိတ်မကြခင်မှာတင်ကိုရီကိုသွေးထူးကျွန်ပေမယ်ငွေကြေးချုပ်တဲ့တာကြောင့်ပညာမသင်ချားနိုင်တဲ့ကလေးငယ်တွေကိုအထူးကထားထောက်ပံ့ပေးဖို့ရှိရဲချမ်းနေပြည်သူဖောင်ဒေးရှင်းကိုလည်းဖွင့်လှစ်ခဲ့ပါတယ်ဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌပြင် NOC ဖြစ်တဲ့ Academy ပြည်သူကတာဝန်ယူထားပြီးဒုဥက္ကဋ္ဌကတော့ Academy အင်ဒရာဂျော်ဆင်လို့သိရပါတယ်။အဆိုပါဖောင်ဒေးရှင်းကိုတည်ထောင်မှုအတွက်သူတို့ရဲ့ညပညာကြီးအားလုံးနှိပါးကိုတုံ့ပြုခဲ့ပါတယ်။ ဒီလိုစေတနာကြောင့်ပြန်ဟတာကြောင့်ပဲပြည်သူနဲ့အင်ဒရာကျော်စင်တို့ဇနီးမောင်နှံဟာဆယ်စုနှစ်တကူအတွဲမှာအမှုပညာကြီးမြင့်ဆုံးမင်းသားမင်းသမီးကြီးများဖြစ်လာခဲ့ပေမဲ့လည်းယနေ့အထိတူတူတိတ်တိတ်နေတိုင်းပဲစေတနာအရှမ်းကောင်းကြတဲ့ပရိုက်တာလည်းမရပဲဖြစ်ပါတယ်။နမနှစ်ဝေလူကျော်ဝေလူကျော်ဟာအရှမ်းပိုင်းနေအပြင်အငိုလွမ်းနဲ့တခြားပြည်ပြင်နဲ့တင်းဥဆောင်ချက်တွေကြောင့်လူကြီးတွေရဲ့အကြိုက်ကိုရရှိထားတဲ့မင်းသားတလန်လေးဖြစ်ပြီး DVD ခေတ်မှာဆိုရင်ကြီးမြင့်ဆုံးမင်းသားတစ်ယောက်လည်းဖြစ်ခဲ့ပူပါတယ်။ သဘောကောင်းပြောကောင်းတလုံးရုပ်ကလေးပါချောရာကြောင့်နှကန်းဒီမာလေးတွေရဲ့အသေးကြော်ကြီးလို့တော့ပြောစမှတ်ပြူနိုင်ပေမယ့်မင်းသားဝေလူကျော်ကတော့ထူးထူးခြားခြားပရိုက်တာလုပ်တီကိုမှစိတ်ဝင်စားခဲ့ပါတယ်။ မြန်မာနိုင်ငံနာကိဖြစ်တော်လေဝေလူကျော်ခမားအင်အော်ရီတိုင်းကရှေးပေးကြုံနေရတဲ့ဒေသတွေကိုသွားပြီးလူဟာရုံငွေရင်အားပါထိထိရောက်ရောက်ကူညီပေးခဲ့ပါတယ်။ဒါအပြင်ချင်းတောင်တန်းဒေသနဲ့နာကဒေသတွေပါသွားရောက်ပြီးဒုက္ခသည်တွေကိုစားဝတ်နေအားလုံးတာဝန်ယူသလိုစေဝါထောက်ပံ့နေပါကူညီနိုင်ခဲ့တာမို့လို့နိုင်ငံတော်ကတော့ဝေလူကျော်ရဲ့လုပ်ရက်တွေကိုအတိမတ်ပြုစုချင်းမြင့်ခဲ့ပါသေးတယ်။ ယခုကမှလည်းဝေလူကျော်ကဝေလူကျော်ဖောင်ဒေးရှင်းရဲ့လိုတည်ထောင်ထားပြီးတော့ BNA ဖြစ်တဲ့နေရာတွေကိုကိုယ်တိုင်တွားရောက်လူတန်းပေးတာတွေအလူငွေကောက်ခံပေးတာတွေစတာတွေကိုလုံဆောင်ပေးလျက်ရှိနေတယ်လို့သိရပါတယ်။နံပါတ်3ခိုင်နေဝေမြန်မာနိုင်ငံရဲ့မာတာထရီဆာလို့တင်စားကြတဲ့မင်းသမီးကြီးခန်နီဝေကတော့အနုပညာလုပ်တွေတန်းပရိုက်တာကြောင့်ပိုပြီးလူသိများပါတယ်။မင်းသမီးကြီးခန်နီဝေဟာရုပ်ရှင်ဗီဒီယိုတွေမှာပင်တိုင်းမင်းသမီးကြီးတွေဖြစ်တင်ယောက်ဆောင်ခဲ့သူဖြစ်ပြီးအရှင်ခေတ်ကတချင် MTV တွေမှာလည်းပါဝင်ခဲ့ပူပါတယ်။ ယခုချိန်ထိလည်းတရုတ်ဆောင်သူဖြင့်အတက်မွေးနေတာဖြစ်ပြီးတစ်ဖက်မှာလည်းပရိုက်တာလုပ်ငန်းတွေကိုဆွန်းဆွန်းတမန်ဆောင်ရွက်လုပ်နေပါတယ်။ခန်းနီဝေဟာအိမ်တောင်ပြူကျင်းတော်မရှိပေမိဘမဲ့ခရာကြီးတို့ခုဖွင့်လေးပင်ကလေးရောက်ပေါင်းများစွာကိုလူလီသိမ်းမရှိအောင်ပြုစုပြိုးထောင်လုပ်နေပါတယ် ခိုင်နေဝေကပုံမှန်မဟုတ်ဘဲမွေးပွားလာခဲ့တဲ့ယောဂဖြစ်ပွားနေတဲ့ကလေးတွေကိုတော့တာဝန်ယူခွဲစိတ်မှုတွေလုပ်နေခဲ့ပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာမှာဆိုရင်လည်းသူ့အကြောင်းထက်ကလေးတွေနဲ့စနောက်ပျော်ရွှင်နေတဲ့စိတ်ချမ်းသာစရာပုံရိပ်တွေကိုပဲအမြင်များဝင်နေတတ်သူဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံရဲ့ဒုတိယဖျားသခင်လို့တော့နာမည်ပြောင်းပေးခံထားပြီးတရုတ်ဆောင်နေအားလုံးထဲမှာလူတိုင်းကလေးစားတာရုခေါ်ရတဲ့ပရိုက်တာမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ကဲပရိသတ်ကြီးတို့ရောအကယ်၍များတင်းငါရောက်ကိုပြန်ရှင်တည်ရင်ရောဘယ်တယောက်ကတောင်စိတ်ထားအကောင်းဆုံးနဲ့ပရိသတ်စိတ်တဲ့အပြည့်အဝဆုံးဖြစ်မနေစရာကိုပရိသတ်ကြီးတို့ပဲ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ပိုင်ကုန်နဲ့သူ့မိကိစ္စမှာလင်းမြဖူတို့တိုင်းဝိုင်းဘက်ကခုလိုတုံ့ပြန်ပြီ။ပိုင်ကုန်နဲ့သူ့မိကိစ္စမှာလင်းမြဖူတို့တိုင်းဝိုင်းဘက်ကပညာသားပါပါနဲ့ခုလိုတုံ့ပြန်လိုက်ပြီလို့သိရပါတယ်။ ဖြစ်စဉ်သေးစင်းရောက်တော်ကျူကျူဘက်ကရှင်သားဖြစ်သူကိုသေစင်းသွင်းထားကြောင်းရုံညက်နဲ့ချွေးမပပပြီးဒီလောက်မှရိုင်းနေတဲ့သားကိုမိသားစုဖြစ်မတတ်မှတ်ကြောင်းသူကျိုးသူခံရပါစေလို့ကြိမ်စာတိုက်ထားကြောင်းအွန်လိုင်းပေါ်မှာတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ပိုင်းကွန်ရဲ့ပြည်သက်တွေကတတိထားမိသွားကြပြီးလူပြိုကွန်ကတော့ဒီလောက်ပေးကမ်းခဲ့ပါရဲ့နဲ့ချွေးမကိုလူရအောင်မသွင်းတဲ့ပိုင်းကွန်မိပါတွေကိုဝိုင်းဝန်းပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ တချို့ပြိသက်တီဆိုရင်မိသားစုထဲမှာတယောက်တည်းချွန်ပြီးထူးချွန်တမိသားစုလုံးကအဲ့တယောက်ကိုပဲဝိုင်းမိကုန်အဲ့တယောက်ဘဝတည်ထူထောင်ပြီးခွဲထွန်းမိသားစုထဲဝင်လာတဲ့ဘဝလက်တွဲပေါ်ကစိတ်တိုင်းချချဲ့လင်းလို့မရတဲ့အခါဖြစ်တတ်ကြတဲ့မိသားစုတော်တော်များများရဲ့ပြဿနာတွေပါပိုင်တကွန်ကသူ့မျိုးသမီးဘက်ကရက်တီပေးတာတကယ်မှန်လေရောက်ကမကောင်းဆိုရင်ကိုသားနဲ့ချွေးမပြဿနာကိုလူသိရှင်ကြောင့်မကြင်ညာဘူးမိဘတွေရဲ့မေတ္တာတရားနဲ့အေးချမ်းစွာပဲဖြည့်ရှင်မှာပါ တမင်တတန်သားကိုတိတ်ခါချတာပဲသားသမီးကိုငရေပေးတာလို့ပဲမြင်နေလို့တော့ထင်ကြီးပြီးပေးထားကြပါသေးတယ်ဒီလိုချိန်ဒီမှာလင်းမြဖို့လို့တိုင်းဝိုင်းဘက်ကနေဘာသမထွက်မလာလို့လဲပြိတ္တတိကမျောလင်းဆောင်စားနေကြပြီအခုကမှတော့လင်းမြဖို့ရဲ့အတော်ဖြစ်သူကိုရင်းကပြိတ္တတိကြားမှာနာမည်ကြီးနေတဲ့မိသားစုပြည်တနာပေါ်အခုလိုပဲတုံ့ပြန်ပြောဆိုလာခဲ့ပါတယ် အတော်ဖြစ်သူရဲ့ပြောကြားချက်အရပိုင်ကွန်ရဲ့မိကသာချွေးမရဲ့တဖက်မိပါတွေကိုအောက်တန်းချသူဝင်လို့အရှင်ပုတ်ခတ်ပြောဆိုခဲ့ကြောင်းသိရပါတယ်။ပြောစကားထဲမှာကုတ္တူမအောင်ဒီလောက်တိုက်ခတ်ရင်းနေမှာတော့ဝင်မပါခြင်းလဲပြောပြရစေ ကလေးတွေမှာဘာဖြစ်ရှိလို့လဲဒီကလေးတွေကစပြီးမချိုက်ခင်ကလေးကပန်ဒီကွန်ကသူ့မိသားစုနဲ့အဆင်မပြေလို့အဝေးမှနေတာပါ smiley နဲ့စကြိုက်တဲ့အချိန်ပန်ဒီကွန်ကသူ့မိသားစုကြောင့်လေတူမလေးကိုပြောပြတယ်သူတို့သားမိတွေအဆင်မပြေဘူးဆိုရင် smiley ကသူ့ရှိသမျှလူတွေအကုန်လုံးကိုပြစ်ပြီးမတော်သေးတဲ့ရောက်ခမကိုတွတ်တွတ်ချော်ဟာတာကျမတို့အတိုင်းဝိုင်းအားလုံးသိကြပါတယ် ဒီလိုကိစ္စမျိုးဆိုတော့ရှီစာတက်တန်းမှမရှိမတွက်နိုင်ပါဘူး။ပိုင်တကောထဲရောက်နေစမှာလေပိုင်တကောအမေကိုဗစ်တဲတန်ဖြစ်လို့ဒူမာလေးဖေကိုရိုင်းဆေးရုံတင်ခွင့်ရအောင်အောက်ဆီဂျင်ရအောင်ညတကောင်မှအသက်ကယ်ပေးခဲ့တာ။ ခုပြဿနာကလည်းကလေးတွေရိုင်းနေဆိုတာသူ့မိကနေပဲစားတာပါကလေးတွေဟန်နီမွန်သွားနေတော့မှသူ့မိတော်ကျူကျူကပိုင်ဒဂွန်တို့ရဲ့အင်ပန်ဟောင်းမှာခဏလာနေပါတယ်နေတဲ့တော်တွင်မှာစမိုင်းလေးနဲ့သူ့မိပါတွေကိုအောက်တန်းစားဆိုပြီးအတင်းပြောတယ်လို့လို့မကောင်းပြောတယ်လို့လို့လုပ်ပါတယ်ဒါအောင်လူသမားတွေကကြတော့ကလေးတွေလာတဲ့အခါပြန်တိုင်ကြတယ်ကိုမိဘကိုပြောတော့တူမလေးစိတ်ဆိုးတာတဘာဝကြပါတယ်။တူလေးတကွန်ကိုတနာပေးမယ်။အဲ့ဒီတိုင်းဝိုင်းနဲ့ကင်းကင်းမဲနေကြမှာလေလို့ရှင်းသားထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ဒီအကြောင်းကိုကြားလိုက်ရတဲ့ပြည်သက်တွေကဒေါ်ကျူကျူနဲ့သူ့မိသားစုကိုပုံမအံ့ဩနေကြပြီးတားပေါ့အလိုရမတ်ကြီးနေတဲ့မိဘမျိုးအပြင်းမာတကယ်ရှိပါလားဆိုပြီးတရားရခဲ့ကြပါတယ်ပြည်သက်ကြီးတို့ရောအခုလိုမျိုးလင်းမြဖို့လိုမိသားစုဘက်ကတုံ့ပြန်လာတဲ့ပုံဘယ်လိုများထင်ကြပါသလဲနော်ဗီဒီယိုလေးကိုအဆုံးထိ ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်